င်းတဲ့ငားရဲ့စားအုံငားစားအုံပြီးတော့กินတဲ့ငားရဲ့အဓိကကွာတဲ့ချက်ကတော့အသားနဲ့မိခိုးနဲ့ဓာတ်ရိုက်မထိပါဘူးဟွာရိုးกินတဲ့ငားတွေဆိုရင်အခြေကုန်အခြေကုန်ထိုးလိုက်တယ်ထိုးလိုက်ပြီးဒီအခြေကုန်ပေါ်မှာမှဟွာအချုံမုံအသားမုံတို့ပါအောင်နဲ့နှက်ထားတယ်ပြီးကြတော့မီးဝတ်တင်กินလိုက်တဲ့ခါကျတော့ဟိုအသားနဲ့မိခိုးနဲ့ဓာတ်ရိုက်ထိတယ်ပေါ့အဲအဲ့လိုမျိုးကြတော့ဟိုကျက်မိုက်တွေလည်းမကောင်းဟိုငံမှာပဲပြီးကြတော့သွေးရိုးသမားတွေစားလို့ရပါမလား အဲအဲ့လိုမျိုးစိုးရင်ပူပန်မှုတွေအတွက်ကကျွန်တော်ရှင်းရှင်းလင်းလင်းလေးသိအောင်ပြောပြပါမယ်ဒီငားကဒီခွာမထားထိုးမထားတဲ့အတွက်ကြောင့်မို့လို့စားအတွင်းထဲမဝင်ပါဘူးစားအငွေလေးပဲဝင်သွားတာပါခင်ဗျာအဲ့ဒီအတွက်ကြောင့်မို့လို့စားကစားရဲ့အငံတက်အသားထဲကိုလုံးဝမရောက်ပါဘူးစားရဲ့အငွေလေးပဲရောက်ပါတယ်တလာပြက2000ရောက်ပါတယ်ကက်ကရစ်ငရမ်းကတော့3000 3000ခွဲရောက်ပါတယ်ငားกินတဲ့အလိုက်ဆုံးကတော့ပြီးရပါခင်ဗျာ နာဒါပါတဲ့ဒီကလည်းကောင်းတယ်ဒီကသမောသီးတောင်းလေးနဲ့စားလို့လည်းကောင်းပါတယ် ုတ်ကျွန်တော်နာမည်ကတော့ကျော်ဖြိုးသူဖြစ်ပါတယ်ပါပေါင်ဆောင်ငါခင်ရောက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပေါင်ဆိုတာကတော့အမှန်ကတော့မြန်မာလူလွယ်အောင်အလွယ်မှတ်လာတာပါအမှန်ကပလာပေါင်ပါပလာဆိုတော့ထိုင်းမှာဆိုရင်ငါလို့ပြောပါတယ်ပလာပေါင်နဲ့တွဲလိုက်မယ်ဆိုရင်ဆောင်ငါခင်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဟုတ်ကဲ့အဲအမှန်ကတော့ဒီဥစ္စာကကျွန်တော်ကအလဲသွားရင်းနဲ့ပဲ ကြအတီးတယောက်တငငချင်းတယောက်နဲ့ဒီလိုပူပေါင်းမိပြီးတော့ဒီစားအောင်ငါခင်စိတ်ဝင်စားတာရောဖွင့်မယ်ကွာဆိုပြီးတော့ဖွင့်ပြသွားတာပါခင်ဗျာဒီရိုးရိုးกินတဲ့ငါးရဲ့စားအောင်ငါစားအောင်ပြီးတော့กินတဲ့ငါးရဲ့အဓိကကွာတဲ့ချက်ကတော့အသားနဲ့မိခိုးနဲ့ဓာတ်ရဲမထိပါဘူးကွာရိုးกินတဲ့ငါးရဲ့ဆိုရင်အခြေကုန်ရေကုန်ထိုးလိုက်တယ်ထိုးလိုက်ပြီးဒီအခြေကုန်ပေါ်မှာမှ तू ကွာအချုံမုံအသားမုံတို့ပါဦးနဲ့နှက်ထားတယ်ပြီးကြတော့မီးဝတ်တင်กินလိုက်တဲ့ခါကျတော့ ဟိုအသားနဲ့မိခိုးနဲ့ဓာတ်ရိုက်ထိတယ်ပေါ့အဲအဲ့လိုမျိုးကြတော့ဟိုကျက်မိုက်တွေလည်းမကောင်းဘူးဒီစားအောင်ငါးခင်ရကြတော့အခြေကွန်လေးခြိတယ်ဗျာမခွာထားဘူးပါဇက်တည်းကနေဥတွေထုတ်လိုက်တယ်ထုတ်ပြီးတော့မှကျွန်တော်တို့ဒီထက်မှသဘာဝဟိုရှောက်ရရဲ့ရှမ်းနန်နိုင်ရဲ့ပြီးကြတော့ဇပလင်ရဲ့ဒီသုံးခုလေးပဲထည့်ထားတာပါအဲအဲ့အတွက်ကြောင့်မလို့သူ့သဘာဝငါးအစီလေးနဲ့နှက်သွားပြီးတော့မှုမှုအီအီလေးအရသာလေးရှိပါတယ်ခင်ဗျာအဲ့လိုခွာချပါတယ် အဲတဘာဝငါအသားရတာလည်းဖြစ်တယ်လက်လက်ဆက်ဆက်ပဲกินလို့ရခင်ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စားကောင်းပါတယ်ဟိုငံမှာပဲဒီကြတော့သွေးရိုးသမားတွေစားလို့ရပါမလားအဲအဲ့လိုမျိုးစိုးရိမ်ပူပန်မှုတွေအတွက်ကကျွန်တော်ရှင်းရှင်းလင်းလင်းလေးသိအောင်ပြောပြပါမယ်ဒီငါးကဒီဗဇက်ထရကနေပြီးတော့ကျွန်တော်ဥထုတ်လိုက်တယ်ခင်ဗျာဒီအခြေခွန်တွေကိုခွာလိုက်မခွာလိုက်ဘူးမခွာတဲ့အတွက်ကြောင့်မလို့ကျွန်တော်စားထုတ်လိုက်တဲ့အခါမှာစားကမီးနဲ့တွေ့တဲ့အခါမှာမာသွားပါတယ် မာသွားတဲ့အတွက်ကြောင့်မလို့အပေါ်ရန်ကာဘာတစ်ခုဖြစ်တယ်နောက်တစ်ခုကအခြေကွန်ကလည်းခွာမထားထိုးမထားတဲ့အတွက်ကြောင့်မလို့စားအတွင်းနဲ့မဝင်ပါဘူးစားအငွေလေးပဲဝင်သွားတာပါခင်ဗျာအဲ့ဒီအတွက်ကြောင့်မလို့စားကစားရဲ့အငံတဲ့အသားတဲ့ကိုလုံးဝမရောက်ပါဘူးစားရဲ့အငွေလေးပဲရောက်ပါတယ်အတွင်းထဲမှာရှိတဲ့ဟာကရှောက်ရရဲ့ရှမ်းနန်နိုင်ရဲ့ဇပလင်ရဲ့ဒီအငွေဒီအရွက်တည်းရဲ့ပေါင်းဆက်တဲ့အငွေရဲ့ငားရဲ့အစီလေးရဲ့ငားရဲ့အငွေလေးရဲ့ကာလီနဲ့ပဲညှပ်သွားတဲ့အတွက်ကြောင့်မလို့ငံမယ်လို့ ိတ်ထဲမှာလုံးဝမတွေးပါနဲ့ခင်ဗျာလုံးဝလည်းမငံပါဘူးအရန်ရတာရှိပါတယ်ခင်ဗျာအဲအမှန်တကယ်ကတော့ကျွန်တော်ရဲ့ main career က ID ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဟာ2000လောက်ကတည်းက ID fee ထဲမှာရှိပါတယ်ခုလက်ရှိလည်းလုပ်နေသေးပါခိုင်းဖို့အလေသွားရင်းနဲ့ကျွန်တော်လည်းဒီလိုမျိုးအစားအသောက်ကိုစိတ်ဝင်စားရရဲ့ဒီနိုင်ငံမှာဒါမျိုးတွေကလမ်းပေးမှလည်းမရောဘူးထူးထူးဆန်းဆန်းလည်းဖြစ်တယ်နောက်တစ်ခုကသူ့ရဲ့အသုံးဝင်ပုံ ်ပြီးကြတော့ကျမ်းမာရေးညီညွတ်ပုံကကျွန်တော်နိုင်ငံအတွက်အရန်ထောက်ဖို့ဖြစ်မှာပဲဆိုတဲ့ဟာကြောင့်ကျွန်တော်ဒါလေးကြောင်းပြသွားတာပါဟုတ်ကဲ့ကျွန်တော်မေဆိုစီဂျိုသေးလို့နှလုံးပုံရှိရယ်ငားခင်နေတိုင်းကြွေးပါတယ်ကျွန်တော်ကျောင်းလာ6နှစ်ကျော်6နှစ်လောက်6နှစ်ဆိုမကားလောက်ဘူးပေါ့နော်2016ဆို4နှစ်လောက်တော့ညီပါရှိနေပါပြီခင်ဗျာဟုတ်အဲ့ဒါကြောင့်မို့လို့ဒီငားရဲ့ကောင်းကျိုးလေးတွေဒီငားရဲ့အရသာရှိပုံလေးတွေစားသိကြပါလေ အဲကျွန်တော်စီမှာအထောင်းကအဲတမောစီတောင်ပြောင်းမှုတောင်မုတ်ဖက်ထောင်အမူတောင်ချက်ချက်တော်ထောင်ပဇွန်တောင်ပြည်ကြီးငါးထောင်နေရပါတယ်တရသီးထောင်တော့ပါလေရတယ်ခင်ဗျအဲဒီငါးခင်တဲ့အလိုက်ဆုံးတော့ပြီးရပါခင်ဗျာနာတာပါတဲ့ပြီးရလဲကောင်းတယ်ဒီကတမောစီတောင်လေးနဲ့စားလို့လည်းကောင်းပါတယ်တလာပြာ2000ရောင်းပါတယ် ကက်ကရီငရဲကတော့3000 3000ခွဲရောက်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲကျွန်တော်အခုကကျွန်တော်ဒီမိုးရင်းထိုင်စားကတော့နည်းနည်းနေသွားတယ်ခင်ဗျာတနေ့ကအပေါင်း20နဲ့40ကျားတော့ပုံမှန်ပုံပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့သမောတီတော့ကြောင်မှုတော့မုံဖတ်ထောင်းအဲ့ထောင်းကတော့4000ပါခင်ဗျာဟိုချက်ချက်တော့ထောင်းကတော့5000အဲ့မှုထောင်းကတော့6000ပါပဇွန်ကတော့1000ခွဲပါခင်ဗျာ4000ပါပါမယ်ဟုတ်ကဲ့ ဆိုင်ဖွင့်ကျင်တဲ့လူတွေကိုကျွန်တော်ရင်ပြောပြလိုက်ပါမယ်ဒီလိုမျိုးတပိုင်းတနိုင်ဆိုင်လေးတွေစဖွင့်မယ်ဆိုရင်ဒီဒီ CY finance ပေါ့နော်ဒီအကြောင်းလေးကိုတည်တည်ချာချာ view ဆိုင်ဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီခေတ်ကဈေးနှုန်း changes တွေကအရန်မြန်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့2000နဲ့ရောင်းနေပြီးမှနောက်တစ်ပတ်လောက်မှကျွန်တော်ရှုံးရင်ရှုံးသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့ဈေးတွေကဟိုအားတက်လိုက်ဒီအားတက်လိုက်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကိုကကိုယ့်ရဲ့ daily ဒီဟိုဟိုဟာကိုစစ်နေတဲ့မှာစရင်ကို အဲ့ဒါကိုနိုင်မှဖွင့်မှာအဲ့ဒါလေးကိုပေါ်သေးသေးမထားပါနဲ့သေးသေးကြီးကြီးပါခင်ဗျာအဲ့ဒါလေးကရမ်းအဓိပ္ပာယ်ရှိပါတယ်အရန်အရေးကြီးပါတယ်ခင်ဗျာအဲကျွန်တော်အဖေအမေအတွက်ကတော့ကျေးဇူးတင်စကားကတော့ကျွန်တော်ရှာလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအသက်အရွယ်ဒီဒီလိုမျိုးကိုချရောက်ပေါ်ကိုရက်နိုင်အောင်ကျွန်တော်ဒီလိုမျိုးအတွေ့အကြုံတွေအများကြီးအေးစည်စည်လေးဖြတ်သန်းနိုင်အောင်ဆုံးမခဲ့တဲ့ပြင်ဘူးချိန်ဒီလေလက်ရှိ like ကူညီနေလေကိုပဲဘာပြောရမှာကိုမသိတော့ဘူးပြောရစကားကိုမချေပါဘူးခင်ဗျာ။ဟုတ်ကဲ့။ဟုတ်ပါပါ။ဩဟုတ်ကဲ့။ အဲဒီစနက်တော့မှကြည်နေတဲ့ဒီ program လေးကိုကြည်မြင်တဲ့သူတွေအားလုံးကျွန်တော်စီမှာစားသုံးထားတဲ့ main house made customer တွေအားလုံးကိုကျွန်တော်ကဟိုစုမုံကောင်းလေးတစ်ခုတောင်းပေးခြင်းပါတယ်ပြီးကြတော့ကျွန်တော်ရဲ့ငားခင်ရဲ့ကောင်းကျိုးလေးကိုလည်းတည်တည်ချာချာလေးဒီတီလေးရှင်းပြပေးခြင်းပါတယ်ခဏကောင်းကျိုးလေးကကြတော့ငားခင်ကအခြေခွန်အခြေခွန်ခွာထားခံထားတဲ့အတက်ကြောင့်မို့လို့သူကမီးတဲ့တိုင်းရမထီဘူးတဘာဝလက်လက်ဆက်ဆက်ငားသားရတာဖြစ်တယ် စီတုံးမတင်မกินတဲ့အတွက်ကယ်လိုရီလည်းမတက်ပါဘူးဒိုင်းရက်လုံးမဲ့သူတွေအတွက်ဝိတ်ချမဲ့သူတွေအတွက်အရန်တင့်တော်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်စီမှာစားသုံးတဲ့ဒီ customer တွေဒီအခုဒီဒီ review လေးကိုကြည့်နေတဲ့ customer တွေအားလုံးကိုလည်းဟိုဟာကျမ်းမာပါစေချမ်းသာပါစေစိတ်နှလုံးရှင်လန်းအေးချမ်းပြီးတော့ဘေးရန်ကင်းပါစေ